quarter final ကိုတက်ဖို့အခြေအနေကောင်းသွားခဲ့ပြီဖြစ်တဲ့အင်္ဂလန်အသင်းများ getting started a life is a dream or a nightmare scarring မင်္ဂလာပါကိုခိုင်းစတဖူဘောရှူအနီချူဒဘာရီအင်္ဂါဘော်ဒဝင်းရမှာရှင်မြိုင်ပြီးစီးသွားခဲ့တဲ့ချန်ပီယံလိ16သင်းအဆင့်ပထမအကြော့ပွဲစဉ်တွေရဲ့အဆိုးအကောင်အကျိုးအကြောင်းအခြေအနေရဲ့ကိုကျွန်တော်ပြန်လည်သုံးသပ်ခန်းစားဆွေးနွေးလိုက်အောင်ပထမအကြော့ဆိုပေမဲ့လေဒုတိယအကြော့ရောက်ရင်အေးအေးဆေးဆေးကစားလို့ရတဲ့အသင်းတွေ ပေါ်ထွက်လို့လာခဲ့ပါတယ်။တနည်းအားဖြင့် quarter final ကိုတက်မဲ့အသင်းတွေတိတိပပပကျွန်တော်တီးခဲ့တဲ့ပွဲစဉ်တွေရှိတယ်။ဥပမာပြောရင်တော့ PSV နဲ့ Arsenal ပွဲဗျာတေကြတယ်100% AI နောက်တစ်ဆင့်ကိုတတ်သွားပြီ။ဒါရှင်းရှင်းလေး Arsenal အကွင်းမှာ PSV ကရှုပ်ကိုသွင်းနိုင်မလား။ဒါကျွန်တော်က PSV ကိုအထင်သေးပြီးပြောတာမဟုတ်ဘူး။မဖြစ်နိုင်တော့တဲ့အခြေအနေမျိုးကြီးပေါ့နော်။အဲ့ဒါကြောင့်အင်္ဂလန်အသင်းတွေဒီအားလုံးနှီးပါး အခြေအနေကောင်းခဲ့တယ်လို့ပြောလို့ရတယ်။ Okay အဲ့တော့ကျွန်တော်တပွဲချင်းစီကိုပြန်ပြီးတော့ဆန်းစစ်အောင်ပြီးရင် quarter final လမ်းကြောင်းမှာဘယ်လိုအခြေအနေဖြစ်နိုင်လဲဘာညာပေါ့နော်အကျိုးရင်ခုန်ကြည့်မယ်။အိုင်းနဲ့ PSV ပွဲကတော့အားလုံးသိတဲ့အတိုင်းပဲမထင်ထားတဲ့ရလက်ကြီးဗျာ။ Arsenal ပြိတ်သက်တွေတောင်ခုနှစ်ဂိုးသွင်းမယ်လို့ထင်မှာမဟုတ်ဘူး။ကိုငတ်ကြီးရဲ့တချင်းပုတ်ပေါ့နော်ကျွန်တော်တတိယမိတယ်။အခါလွန်နဲ့မိုးဆိုတာအားလုံးနဲ့သိမယ်လို့ထင်တယ်။အခါလွန်နဲ့မိုးမိုးအညိုးနဲ့ရွာဆိုတာလေ။ တော့အာကြီးကသူ့စိတ်ထဲမှာဘယ်လောက်ထိကိုယ်တွေမသွင်းရတာကြာနေပြီလဲကျင်းကျက်နေပြီလဲเนาะစိတ်တွေမွန်းကျက်နေပြီလဲဒီပွဲစဉ်ကတက်တည်ပြလိုက်တာပဲပရီးမီးယားလိမှာအခါလွန်ခဲ့သမျှချန်ပီယံလိမှာအညိုးနဲ့ရွာချတော့တာပဲရှေးတွင်းချက်ကြီးကတကယ်တော့ PSV ဆိုတာအသင်းကောင်းတသင်းတော့ပီတာဘိုးစ်ကအတွေ့အကြုံရင်းတဲ့နီးပြတယောက်အတေတာထက်အသင်းကောင်းတွေကိုကင်ခဲ့မှုတယ်အတေတာမှဗျာဒါမန်စီးတီအဲအစစ်စတန့်မန်နေဂျာဖြစ်ပြီး အခုအာအီမန်နေဂျာဖြစ်တာပီတာဘိုးစ်ကလီဗာပူးစင်မှာလည်းကင်မှုတယ်အခု PSV လည်းရောက်လာပြီပီတာဘိုးစ်ရဲ့အောက်မှာထွက်ခဲ့တဲ့ကစားသမားကောင်းတွေအများကြီးရှိတယ် Florian Wirtz တို့ Kai Havertz တို့အဲ့ဒါပီတာဘိုးစ်ရဲ့တပည့်တွေပဲဆိုတော့အာအီရဲ့ပောက်ကွဲအာအီကကြောက်စရာကြီးတစ်ဖက်က PSV အသင်းကလည်းအယောင်ယောင်အမားမားနဲ့ဟိုဒီပွဲတွေမှာကစားပုံတော်လေးစိုးရခဲ့တာကိုတွေ့ရပါတယ်အဲ့တော့ကြောင့် Arsenal ဒီနောက်တစ်ဆင့်တက်ဖို့အတွက်တရားခိုင်နှုန်းတည်ကြသွားခဲ့ပါပြီနောက်တဲ့ပွဲကတော့ မက်ဒရစ်အသင်းနဲ့တင်ထိတိုက်တွေ့ဆုံတဲ့ရီယယ်မက်ဒရစ်နဲ့အက်တလက်တီကိုမက်ဒရစ်ပေါ့နော်ယူလင်အေဗရက်ရဲ့ကံသွင်းချက်ကြီးကတော်တော်လှတယ်လို့ဘရိုင်းဒီယက်ရဲ့ဒီနေ့ရသည်အသင်းပေါ်မှာထမ်းပိုးမှုကလည်းကြောက်ကမန်းလေးလေးပါပဲဘရိုင်းဒီယက်ကလည်းတကယ်ကိုကောင်းတဲ့ခြားတိတ်ပြထိုနည်းတူပဲအတန်တိတ်ကြိုးစားကစားပေးနေတဲ့ကစားသမားရိုဒရီဂိုမက်ဒရစ်ရဲ့လက်နက်ပုံးတွေပေါ့နော်တကယ်ကိုအသုံးချနိုင်တဲ့ကစားသမားတွေအဲ့တော့ကြောင့်မက်ဒရစ်ဒီလည်း နောက်တစ်ဆင့်ကိုတက်ဖို့အတွက်80အကန်လောက်တော့ရှိတယ်။အတလတီကိုမက်ဒရစ်အသင်းမှာတရေကစားနိုင်ရင်သူတို့နောက်တစ်ဆင့်ကိုတက်ပြီ။သို့တော့တီကိုကလည်းသွားရှုပ်လို့မရတဲ့အသင်းအသင်းဒီကိုဆိုင်မွန်နီရဲ့စိတ်သက်ကောင်းမွန်မှုနဲ့အတူကစားသမားတွေကလည်းမာကျော်ချစ်လက်စွာနဲ့ဒုတိယအကြော့ရန်ပွဲတွေကျွန်တော်မြင်အောင်နေသေးတယ်။ပထမအကြော့မှာတော့မှဒီစပိန်ရဲတွေအများကြီးစောင့်နေရတယ်ပေါ့နော်။ဒုတိယအကြော့ကျရင်ဘလို့နေမလဲမသိဘူး။အဲပွဲတော့လုံးဝထကြည့်တင်တယ်။ကျွန်တော်နောက်တစ်ပွဲကတော့ PSG နဲ့ Liverpool ပွဲပေါ့ ဒါတော့ true true ပြောနေစရာမလိုပါဘူးဒီနေ့မနက်ပိုင်းနဲ့အကြိုက်ဆုံး9ရောက်တရော review တွေရောလုပ်ပြီးဖြစ်တဲ့အတွက်ဒါ skip လိုက်တော့မယ်နော် club brugge နဲ့ aston villa ပွဲဆိုရင်လေဒါ aston villa ကမထင်ထားတဲ့အခြေအနေမျိုးနဲ့ villa sorry club brugge ကို နိုင်သွားတာပေါ့ဗျာဒီ3-1ဆိုတဲ့ရလက်ကအမတန်အမတန်ပြတ်သားသွားပြီအာအီးလို့7-1မဟုတ်ဘူးဆိုပေမဲ့လေ villa ကွင်းရောက်ရင် club brugge ဘာလုံးနိုင်မှာတော့ villa ကို3-0ပြတ်နဲ့နိုင်ဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးကျွန်တော်အဲ့ပွဲကစောတော့တေချာထကြည့်ဖြစ်တယ် အလောက်ထိအဆင်မပြေဘူး club brugge လဲကျွန်တော်တို့ဟိုအထင်ကြီးလေးစားမိတဲ့အသင်းတွေကလည်းတကယ်တမ်းကန်တဲ့အခါမဖွတ်ဖြစ်နေတဲ့ပုံစံမျိုးတွေအများကြီးမြင်ခဲ့ရပါတယ်ဆိုတော့ villa ကနောက်ဆင့်ကိုတက်သွားပြီလို့တော့ပြောလို့ရပါတယ်ကြကျွန်တော်နောက်ထပ်ပွဲတွေကိုကြည့်မယ်ဆိုရင် barcelona နဲ့ benfica ပေါ့လေ barcelona ရဲ့အစိတ်တဲ့ပိုင်းကိုကျွန်တော်တို့ချီးကျူးရလိမ့်မယ်အခုလို့စိတ်သက်ပြောင်းလဲသွားတာကနီးပြ hansi flick ကြောင်းလို့ပြောရင်လုံးဝမဟုတ်ပါဘူး ပြီးခဲ့သောရာသီတွေကဘာစလိုနာနဲ့မတူတော့ဘဲနဲ့တယောက်အထုတ်ခံရသည့်တိုင်အောင်မလျှော့သောဇွဲလုံးလားဝရီးယားတွေနဲ့ပေါ်တူဂီမြန်မာနိုင်ခဲ့တာနော်တကယ်တော့တည်ကြရင်တော့မှသူတို့အတွက်လုံးဝအောင်မက်ရနေပြီဒါဂုံနုမက်တော်ထွက်ခဲ့တယ်လို့ပြောနိုင်ပါတယ်နောက်တစ်ပွဲကတော့ဒီလိုင်လီနဲ့ဘရရှာဒော့တ်မန်ပေါ့နော်အပွဲတွေကတော့အတိအကျပြောလို့မရသေးဘူးဗျ50 50ပဲလိုင်လီကလည်းဘရရှာဒော့တ်မန်မြန်မာဝန်ဝန်တည်ကစားနိုင်ခဲ့ပေမဲ့ဘရရှာဒော့တ်မန်ကလည်းလိုင်လီမြန်မာ တရေကစားနိုင်စွာအနိုင်ကစားနိုင်စွာရှိပါတယ်လူစည်းစုဖွဲ့မှုရကြည့်မယ်ဆိုရင်တော့ Borussia Dortmund ပို့ပြီးတော့တောင်းတင်းတယ်ပေါ့နော်အဲ့တော့ပွဲမပြတ်သေးတဲ့အခြေအနေဒီမှာဆိုရင် Dortmund Lively ပွဲနဲ့ဒီ Madrid နှစ်သင်းရဲ့ပွဲပဲကျွန်တော်မြင်ပါတယ်ကြည့်ကျွန်တော်နောက်တစ်ပွဲ Bayern Munich နဲ့ Leverkusen Leverkusen ကတယောက်ထုတ်ခံလိုက်ရတယ် Vincent Kompany ကံကောင်းသွားတယ်၃ဂိုးပြတ်နဲ့နိုင်သွားတယ်ကျွန်တော်ကတော့လေဟို Vincent Kompany ကိုအထင်မကြီးဘူးဆိုပေမဲ့ ဘိုင်မနစ်ကြီးရဲ့အဲ့လိုအိပိအိပိကြီးနဲ့တက်လာတဲ့ပုံစံမျိုးကြီးပေါ့နော်အဲ့တော့၃ဂိုးပြတ်ဒီလီဗာကူဆင်ဂွင်းမှာတနည်းအားဖြင့်လီဗာကူဆင်က၃ဂိုးပြတ်နိုင်မှဖြစ်မယ်ဆိုတဲ့သဘောမျိုးပဲမဖြစ်နိုင်တော့ဘူး60ခန်းလောက်ဘိုင်မနစ်တက်သွားပါပြီကျွန်တော်နောက်တစ်ပွဲကတော့ဖီနော့နဲ့အင်တာမီလန်ပေါ့နော်ဖီနော့ကလည်းခြာလိုက်တာဆိုတာဗျာနီးပြားက Robin Van Persie ဒါပေမဲ့ဖီနော့ရဲ့တိုက်စစ်ကစားသမားတွေနော်တချို့တော့ကစားသမားတွေရဲ့စွမ်းဆောင်ရည်က တော်တော်ရုပ်ပြက်ဆင်းပြက်ချန်ပီယံလိနဲ့တောင်မတန်ဘူးလို့ဟိုပြပြနဲ့နဲ့ပဲပြောပြရသည်။ဘာကြောင့်လဲဆိုတော့ဟိုကျွန်တော်တို့ကဖီနော့အထင်ကြီးခဲ့တာလေဒီပွဲထဲမှာအင်တာမီလန်နိုင်လဲတကူးထက်မပိုးဘူးလို့ထင်တာ哦။ဒါကိုသမားပနတီတလုံး save သွားလို့သူတို့သုံးခုမပြတ်တာ။ဥမာပြောမယ်ဗျာ။တချို့ slide ပြတဲ့အလုံးတွေဆို timing တွေကမချိန်တတ်တာ။ EBA ပွဲမှာ slide ပြတဲ့ကစားသမားတွေကိုကြည့်လုံးဝ quality တွေကြီးပဲ။အဲသူတို့ slide ပြလိုက်ပြီဆိုရင် တစ်ဖက်အသင်းကဘောလုံးထုတ်ပြီးသွားမှကောက်ပစ်လိုက်တယ်အဲ့တော့ပြစ်တံဘောတွေအများကြီးပေးရတယ်အဲ့လောက်ထိကိုဖေးနော့ကစားသမားတွေရဲ့ဆွမ်းဆောင်ရင်ကစိုးဝါးခဲ့တာပါရှုံးတင်ရှုံးထိုက်တဲ့ပွဲဖြစ်ပါတယ်ဆိုတော့ဒီ16သင်းအဆင့်မှာတော့ပြိတ္တကိုကျွန်တော်အများကြီးအကျိုးမပြုနိုင်ခဲ့ဘူးပထမတရက်မှာလည်းနှစ်ပွဲနိုင်နှစ်ပွဲရှုံးဒုတိယတရက်မှာလည်းအဲလိုနှစ်ပွဲနိုင်နှစ်ပွဲရှုံးပုံစံမျိုးတွေပေါ့နော်နိုင်လဲခပပလေးပဲပျော်ရွှင်ရတဲ့အတွက်ထားလိုက်ပါဆိုတော့ကျွန်တော် quarter fight နဲ့လမ်းကြောင်းတွေတော့မြင်နေရပြီ အိုင်းနဲ့ရီယယ်မက်ဒရစ်တွေ့ဖို့ကအတော်လေးများတယ်တစ်ဖက်မှာလီဗာပူးနဲ့ဗလာတွေ့ဖို့ကလည်းများနေပါတယ်အဲကျွန်တော်နောက်တစ်ဖက်မှာတော့ဒါလိုင်လီဖြစ်ဖြစ်ဒေါ့မန်ဖြစ်ဖြစ်ပေါ့နော်ဘာစလိုနာနဲ့တွေ့ကောင်းတွေ့နိုင်တယ်အဲကျွန်တော်တစ်ဖက်မှာလည်းအင်တာမီလန်နဲ့ဘိုင်မနစ်တွေ့နိုင်တယ်ပေါ့အဲ့တော့ကျွန်တော်မြင်ရသလောက်တော့ဘိုင်ယန် sorry ဘာစလိုနာကအခြေအနေကောင်းသလိုဒီလီဗာပူးလည်းအခြေအနေကောင်းတယ်အသင်းတိုင်းကအစိတ်ရှိတယ်အဆွေရှိတယ်ဒါအထင်သေးပြီးပြောတာလည်းမဟုတ်ဘူးတိုးတော့ တန်းချင်းရှင်လိုက်မယ်ဆိုရင်ဗလာနဲ့လီဗာပူးဗျာလီဗာပူးကမြင့်ကိုမြင့်နေနေနေထိုနည်းတူပဲဘာစလိုနာနဲ့လိုင်လီဖြစ်ဖြစ်ဘရရှာဒော့မန်ဖြစ်ဖြစ်ရှင်ကြည့်လိုက်ဘာစလိုနာကတောက်တာနေတယ်အဲ့တော့ကြောင့်တန်းမြင့်တဲ့အသင်းတွေကတော့ဆီမီဖိုင်နယ်ကိုရောက်ဖို့အတွက်ပို့ပြီးမျှော်လင့်ချက်အားကောင်းတယ်အဲ့တစ်ဖက်ကအိုင်ရီယယ်မက်ဒရစ်ဆိုရင်လေတိတ်ပြီးတန်းမကွာတဲ့အသင်းတွေ ရီယယ်မက်ဒရစ်အတင်းကတော့အတွေ့အကြုံတဘာဝါပိုရှိတယ်ဆိုပေမဲ့ကျွန်တော်ဆိုရတဲ့သဘောကဗျာဗလာတက်တော့အာစနယ်ကပိုကောင်းတယ်ထိုနည်းတူပဲဒေါ့မန်လိုင်လီထက်တော့အာစနယ်ကပိုကောင်းတယ်ရီယယ်မက်ဒရစ်အတင်းကတော့ခက်ခက်ခဲခဲဖိုင်နယ်ကိုတက်ရမယ်သဘောမျိုးပေါ့နော်ပိုအေးချစ်စစ်တာပေါ့ဗျာတစ်ဖက်မှာဘိုင်မြူနစ်နဲ့အင်တာမီလန်လည်းထိုနည်းတူပဲမတိမ်မြင်အတင်းမျိုးတွေအင်တာမီလန်ကတော့တော်တော်လေးကောင်းတယ်အဲ့တော့ကြောင့်စီမီဖိုင်နယ်ပွဲစဉ်တွေကတော့ပို့ပြီးတော့ကြည့်လို့ကောင်းနိုင်တယ်ကွာတာဖိုင်နယ်ပွဲစဉ်တွေကလည်းခရီးရီပုံပေါ်လာခဲ့ပြီဖြစ်ပါကြောင် သုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးကိုဒီမှာနားကြပါရစေအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ